။ဘာလဲဆိုရင်မာထားတော်မူဒီအတိုင်းလဲနောဤပြုလေဤ။ဒါပေမဲ့ oneness ဆရာကဘာလဲဆိုတော့တန်းစာကဒီလိုမာထားတော်လဲအဲ့လိုဖြစ်တာ။အဲ့ဒါ excuse ယူတာလို့ခေါ်တယ်။ကိုယ်ရင်အကြောင်းအကြောင်းရှာပြီးမှဘလို့လမ်းရှာတယ်တော့ခေါ်တယ်။အဲ့ဒါကို excuse လို့ခေါ်တယ်။အပြစ်သူထဲမှာဒီမော်တယ်ထဲမှာမိမတယောက်တည်းရှိတော့ယောက်ျားပြည်ရမယ်တဲ့။တို့ကျွန်တော်တို့ကမိမတယောက်တည်းရှိတော့ယောက်ျားလို့ပြောပြီးမယ်။အာသူကလွှဲလို့အမှုတော်ကဘုမရှိဘူးလေသူ့ကိုပဲခံရအောင်။ အဲ့လိုကျွန်တော်တို့ပြောလိုက်တာနဲ့ကျွန်တော်တို့အေးဒီမိမတယောက်တည်းရှိတော့သူဖြစ်ရမယ်ဆိုတဲ့အပိုက်သလုံးလေးကဒါသာကနေတက်တော့သူဖြစ်တယ်။အဲအဲ့ဒီကုလကူကပဲကုလကူလို့ပြီးမှကူကပဲကုလကူပြန်ဖြစ်တဲ့ဖြစ်တဲ့အခါပြဿနာအဲ့မှာစတယ်။ဖယားသခင်မာတဲ့အတိုင်းလုပ်တယ်တော့ဘူးရောရဲ့တစ္ဆာမှာတင်းတော့ဘူးသဘုဒ္ဓရာစင်ချင်းညိုင်းပေးလို့ရနော်။မင်းတို့မင်းဘုဘူးနာမင်းတို့တော့မကြဘူးဘယ်လိုဆောက်ပါလဲ။သူ့မှာ င်များလို့ရှိတယ်ပေးဒါပေမဲ့ဘုရားလိုရတာပါပြောတယ်တာတကယ်မှားတဲ့အတိုင်းလုပ်တယ်ဘောဆုံးရရဲ့အရေးကြီးတဲ့ခန္ဓာကဒီမှာပါတယ်ဘုရားတကယ်ကတလုံးမာရင်တလုံးပြန်ပေးရမယ်နှလုံးမာရင်နှလုံးစလုံးကိုပေးရမယ်အလုံးတရားပြောရင်အလုံးကိုစတရားတလုံးကိုပြောရမယ်ပြောတယ်မိသားစုတာယာဖို့ကဖခင်မိသားစုရဲ့ကောင်းခင်တဲ့ဖခင်နဲ့အများကြီးဆိုင်တယ် Okay အဲ့ဒီမိသားစုတွေစုဝေးတဲ့နေရာတင်းတော်ကောင်းစားဖို့ကတင်းတော်ကောင်းစားတဲ့အများကြီးဆိုင် ျွန်တော်တို့ကနိုင်ငံရေးကောင်းနိုင်ငံရေးမှာမောင်းဆောင်မတော်တဲ့ဟာကြတော့တိတက်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသေးတော်ထင်မိသားစုထဲမှာကိုယ့်ရဲ့အားနည်းချက်ကြတော့မသိဘူးရောဟန်ဆောင်ချင်ကြတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ကြာရှုံးမှုကစတယ်ကျန်းစာကတော့ဖျားသခင်ကိုယ်တိုင်မှုတ်သွင်းထားတဲ့အရာဖြစ်တယ်ကျန်းစာကိုဘေးပြန်ပြီးမှကိုယ့်ရဲ့ human human tradition နော်လူရဲ့ထုံးတမ်းစင်လာတဲ့မြတ်ကျန်းစာကိုအမြဲတမ်းအစားထိုးတဲ့အခါပြဿနာတွေကမခေါ်လဲလာမှာပဲ တိတ်ကာလလက်ရှိကာလအနာဂတ်ကာလကာလတွေအားလုံးကိုထင်းထုတ်တဲ့ဘုရားကပြီးတဲ့ကြောဒီဟာကိုထားပြီးတော့ကျွန်တော်တို့ကအဲ့ဒီထားပြီးတဲ့အရာကိုအားမရဘဲနဲ့ခုခုကိုပြန်ပြီးမှတန်းစာရည်တွေဖြစ်အဲ့လိုမျိုးဖြစ်တဲ့ခါမှာအများကြီးထိခိုက်မှုရှိပါတယ်